ရာကြီးမောင်သိန်းလွင်ပါဒပြန်ဆုံထားသောမွန်ဒီခရစ်စတိုမျိုးစားကြီးအခန်းဆက်နဲ့အကျဉ်းသားနှစ်ယောက်ဒီလိုပထမဆုံးအကြိမ်တွေ့ဆုံကြပြီးတဲ့နောက်မှာအကျဉ်းသားနှစ်ယောက်ဟာတယောက်တယောက်အခန်းကိုတယောက်ညတန်းသွားရောက်ကြတယ်။ထောင်မှုကသူ့ရဲ့အစားအစာတွေကိုသူတို့စီယူလာမပုတ်ခင်ကို့အခန်းကိုပြန်ရောက်အောင်လို့ဂရုစိုက်ကြရတယ်။သူ့ရဲ့ရောင်းရင်းအကျဉ်းသားရဲ့အမိကအဒီဖရာယာဖြစ်တယ်ဆိုတာဒန်ဒီသိခဲ့ရတယ်။ သူကအီတလီလူမျိုးဘုံတော်ကြီးတစ်ပါးဖြစ်တဲ့သူကချက်တိုဘဲအကျဉ်ထောင်ကြီးက1606ခုနှစ်ကတည်းကအကျဉ်သားတစ်ယောက်ဖြစ်ခဲ့ရတယ်။ဒန်ဒီထက်ခဏနှစ်ပေါ်ကြတာပေါ့။သူကကိုလုံးကိုပေါင်းသေးတဲ့လူတစ်ယောက်ဖြစ်တဲ့အသက်အရွယ်ကြောင့်အိုမင်းနာမဟုတ်ဘဲသူနေထိုင်ခဲ့ရတဲ့ကာလဒေသအတွင်းခံစားခဲ့ရတဲ့ဝမ်းနည်းမှုပူဆွေးဒုက္ခတွေကစိတ်ဆင်းရဲဒုက္ခမှုတွေကြောင့်ရင်းရိုစရာထောင်းခဲ့တာဖြစ်တဲ့သူစပင်က ရှင်ဘုရားဖြူခွေးနေပြီသူမျက်နာကဆင်းရဲဒုက္ခရဲ့အမှတ်တရားအဖြစ်သိရှိနေပြီသူဆံကေတာတွေကဖြူနေပြီဖြစ်တော့ငါလည်းသူ့မှာခြေလျားမင်းနဲ့တဲ့မုတ်ဆိတ်တစ်ခုရှိတယ်။သူ့ရဲ့ခါအထီးရအောင်ခြေလျားတဲ့မုတ်ဆိတ်မွေးတွေပေါ့။သူ့မျက်လုံးတွေကမင်းနဲ့ပြီးအယောင်တောက်နေတယ်။သူ့ဝတ်စားထားတာတွေကတော့ဒန်တီလိုပဲစုပ်ပြီးညစ်ပတ်နေတဲ့အဝတ်စုပ်တွေပါပဲ။ ်သူထောင်မကြခင်ကဘုန်းတော်ကြီးဖာသာဖရာဟာရိုမရှိဂါဒီနေစပါတာဆိုတဲ့သူရဲ့အတွင်းရေးမှူးတစ်ယောက်ဖြစ်ခဲ့တယ်။ဂါဒီနေတည်ဆုံးပြီးနောက်မကြာမီမှာသူအဖမ်းခံခဲ့ရတယ်။နိုင်ငံတော်ကိုစန့်ကြယ်ရန်ရှုတ်ဝက်ကြံစည်မှုနိုင်ငံတော်ပုံကံမှုနဲ့အဖမ်းခံခဲ့ရတာဖြစ်တယ်။ဒါကတော့သူဘာကြောင့်ချက်တူဖိတ်မှာအကျဉ်းသားတစ်ယောက်အဖြစ်နေခဲ့ရတယ်ဆိုတဲ့အကြောင်းပါပဲ။ကိုမြေအောင်အကျန်းတိုက်ထိချီယူနေတဲ့အကျဉ်းသားတွေထဲမှာထားတယ်။ဘာကြောင့်ဆိုသူကသူပန်းဆိုင်နေဆိုတဲ့ကြီးကျယ်များပြားတဲ့ယတနာတွေအကြောင်း အမြင့်တစေပြိုးနေလို့ပါပဲ။အဲ့ဒီအထေးကယတနာတချို့ကိုထောင်မှုတို့ပေးမယ်လို့သူကကတိပြုထားတယ်။အကယ်၍ထောင်မှုကသူ့ကိုအကျဉ်းထောင်ကနေလွတ်မြောက်အောင်ကူညီနိုင်မယ်ဆိုရင်ပေါ့။ဒါပေမဲ့လူတိုင်းကသိနေကြတယ်လေ။သူ့မှာချမ်းသာကြွယ်ဝမှုရောပန်းဆိုင်တဲ့ပစ္စည်းဥစ္စာပါမရှိဘူးဆိုတာကိုဘုန်းတော်ကြီးဖာသာဘရာယာဟာအလွန်တရာပညာဗဟုသုတကြွယ်ဝပြီးတော့ ကျန်းကန်စာပေကျန်းကန်နဲ့နှံ့ဆက်တဲ့ဒုတိယဖြစ်တဲ့သူကဘာသာစကားတူတူများများကိုပြောတတ်တယ်။သူမှာသင်္ချာသိပ္ပံစီးပညာစာရင်းနဲ့ပတ်သက်ပြီးပညာဗဟုတုတအများအများရှိတယ်။ဥမဲ့လန်ကောင်းတူဖို့အတွက်သူသုံးတဲ့ကရိယာတစားပလာတွေကိုလေးလုပ်တတ်တယ်။သူကမင်တန်တွေမင်နဲ့စက်ခူကိုလေးပြုတ်လုပ်ပြီးပြီး သူကမင်တန်တွေကိုငါအယိုးတွေကနေလှုပ်တဲ့မင်ကိုကြက်ခိုးအိုမေကနေလှုပ်တဲ့ထောင်မူးစီကနေတောင်းတမမှန်နဲ့ရထားတဲ့ဝိုင်းအရဲ့အနည်းငယ်နဲ့ကြက်ခိုးကိုဖြိုပြီးမင်ဖြစ်အောင်လုပ်တာသူမမင်မရှိတော့တဲ့အခါဆိုရင်သူ့ကိုသူလီးဖြတ်တယ်သူ့သွေးကိုအသုံးပြုပြီးတော့စာရေးတယ်စက်ခူကိုတော့သူ့ရှက်အင်ဂျီတွေကနေလှုပ်တယ်အဲ့ဒီအင်ဂျီတွေကိုသူတီထွင်ထားတဲ့အည်တမျိုးနဲ့အထူးတည်းပြုပြင်စီရင်တယ်ပြီးတော့အထည်တွေကိုစက်ခူပရဗိုက်လိုချုံးမှတ်သွားစေတယ်အဲ့ဒီ ပစ္စည်းကရိယာတွေသုံးပြီးသူကစာတအုပ်ရေးတယ်။အဲ့ဒီအရာဝတ္ထုတွေအပြင်အက်တွေနဲ့ဓာလီတစ်ချောင်းကိုအယိုးသေးသေးလေးကနေပြုတ်လုထားတယ်။ပြီးတော့ဆောင်းတွေကခြေတွေကိုဖြီးပြီးလွမ်းမြောက်ရေးလှေကားတစ်ခုပေါ်လေးပြုတ်လုတယ်။ဒါပေမဲ့အဲ့ဒါတွေအလုံးကိုခမားပင်မှာဖတ်ထားလဲလို့ဒန်နီယာမေးတော့ငါအခန်းနဲ့ရန်ရဲ့နောက်ဘက်မိဖို့ဟောင်းတနေရာမှာလို့ဖရယာကဖြေတယ်။အဲ့ဒီနေရာမှာပဲပေါ့ငါငါရဲ့မိန်ကိုလို့ဖို့ကြက်ခိုးတွေကိုငါတွေ့တာလေ။သူရဲ့လှန်ကောင်းဟာ ခန္ဓာထောင်ရဲ့အပြင်ဘက်ကိုရောက်တဲ့အခါဒီလေကားကိုသုံးဖို့မျိုးလင့်ထားတယ်လို့သူကဒန်နီကိုပြောပြတယ်။သူကနယံတွေသုံးမဟုတ်မြင့်မာတဲ့ကြောက်ဆောင်တွေပေါ်ကနေလေကားကိုအောက်သို့ချမယ်။ပြီးတော့ပင်လေသေးခုန်စင်ရှင်းအားဖြင့်တွမြောက်နိုင်တယ်။အဲ့ဒီနောက်ရေကူးပြီးတော့သွားမယ်။ဒါပေမဲ့အလိုလေးသူမှားခဲ့ပါကိုထောင်ရဲ့အပြင်ဘက်ကိုရောက်မဲ့အစား သူဥမေလာခေါင်းကဒန်နီရဲ့အခန်းကိုဥတည်ရောက်ရှိခဲ့ပါကတကောလာအခန်းဆက်တော့ဖရာယာကနားမလည်နိုင်သောရှိုးဝက်စမ်းကြည့်မှုများကိုဖြေရှင်းဒန်ဒီကစဉ်းစားတယ်အလွန်တရာပညာအမျိုးအမြင်ရှိပြီးလိမ္မာပါနတ်တဲ့အက်ဒီဖရာယာလိုပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့ကံမကောင်းအကြောင်းမလားတဲ့ရှိုးဝက်စမ်းကြည့်မှုတွေကိုဖြေရှင်းတဲ့နေရာမှာကုညီကကုညီနိုင်ပြီမလားလို့ပေါ့သူမင်္ဂလာဆောင်မဲနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သူကဘုန်းတော်ကြီးကိုပြောပြတယ် သူ့ကိုစစ်သားတွေကဘလို့ဖမ်းဆီးဖို့လက်ထောင်နိုင်ငံတို့ဥပဒေအရာကြီးကသူ့ကိုလွှတ်ပေးမယ်လို့ကတိပေးပြီးမှချက်တူဖိတ်ထောင်ထဲမှာဘလို့အလုံးပိတ်အချုပ်နှံခံထားရပုံစသည်တို့ကိုပြောပြတယ်။ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာဖရယာအနေနဲ့နားလေသဘောပေါက်နိုင်ပါသလားလို့သူကမေးလိုက်တယ်။ကျွန်တော်မှာဘာပြစ်မှုမှမရှိဘူးအပြစ်ကင်းစင်တယ်။ဘာကြောင့်ကျွန်တော်ကအချင်းသားတယောက်ဖြစ်ရတာလဲလို့သူကမေးတယ်။ဒန်ဒီကစကားပြောပြီးသွားတဲ့အခါမှာဖရယာကတိတ်တိတ်ဆဆဆင်းစားတယ်။အဲ့ဒီနောက် မကောင်းတာလုပ်တဲ့ကိစ္စတရရဲ့နောက်ွယ်ကလူကိုပို့ထုတ်ချင်တယ်ဆိုရင်အဲ့ဒီကိစ္စအတွက်ဘယ်သူအကျိုးအမြတ်ရရှိနိုင်မလဲဆိုတာကိုပထမအဆုံးစ조사ပြီးဆောက်ခွေရမယ်။ကဲအခုမင်းရဲ့ကိစ္စမှာမင်းမရှိတော့တဲ့အတွက်ဘယ်သူအကျိုးအမြတ်ရှိနိုင်တယ်လဲလို့မေးလိုက်တယ်။ဘယ်သူမှမရှိနိုင်ပါဘူး။ ကျွန်တော်ကအရေးပါအရာရောက်တဲ့သူမှမဟုတ်တာလို့ဒန်နီကပြန်ဖြေတယ်။လူတန်းဟာတစုံတရာအတွက်အရေးပါမှုအနည်းငယ်လို့ရှိကြတာပဲ။မင်းပြောတဲ့အထက်မှာမင်းကဖာရန်တင်ဖို့ရဲ့ကပ္ပဏီအဖြစ်ခန့်အပ်ခံရတော့မဲ့စစ်စစ်ဆိုပြီးတော့ငေရွေပြီးချစ်စရာကောင်းတဲ့မိမချိုးလေးတယောက်နဲ့လေလက်ထပ်ဖို့ရှိတယ်ဆိုအဲ့ဒီကိစ္စနှစ်ရက်လုံးဖြစ်လာမှာကိုဟန်တာရှင်နဲ့တယောက်ယောက်များရှိနိုင်သလားလို့ဖာရန်တင်ဖို့ရဲ့ကပ္ပဏီဖြစ်မလာစေချင်တဲ့တယောက်ယောက်ရရှိသလားလို့ဖရန်ရန်ကမေးလိုက်တယ်။ မရှိပါဘူးတင်မိုးသားတွေကသဘောကျကြပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နဲ့အမြဲတမ်းရန်ဖြစ်နေတဲ့လူဆိုလို့တယောက်ပဲရှိတယ်။သူကတော့တင်းပိုးတဲ့ကုန်ပစ္စည်းတွေကိုကြီးကြပ်ရတဲ့ဒန်ကလာပါပဲလို့ဒန်နီကပြန်ပြောတယ်။အကယ်၍မင်းသားကပတိန်ဖြစ်ခဲ့ရင်အဲ့ဒီလူကိုကုန်ပစ္စည်းကြီးကြပ်ရေးမှုအဖြစ်မင်းဆက်ထားမှာလား။ ပေးထားလိမ့်မလဲ။ဘာကြောင့်ဆိုသူ့စည်ရင်တွေဟာအမားတွေနဲ့အပြည့်ဆိုတာကျွန်တော်မကြာခဏတွေ့ခဲ့တာကိုကဲအခုတခြားတနေရအကြောင်းတို့တွေစဉ်းစားကြရအောင်။ပြီးတော့မင်းကအဲဘာကျွန်းကိုသွားတယ်ကျုံးမတက်တဲ့အခါမင်းကိုပေရစ်မျိုးတို့ယူသွားရန်စတဲ့ဆောင်ပေးတယ်။တင်မိုးဘို့တို့အဲ့ဒီစာကိုမင်းပြန်ယူလာတဲ့အခါမှာတယောက်ယောက်ကများမြင်ခဲ့သလားလို့ဖရိုင်ယာကမေးတယ်။ ကျွန်တော်ယူလာတာကိုဘယ်သူမှစောမြင်နိုင်တာပဲ။ဘာကြောင့်ဆိုကျွန်တော်ကအဲ့ဒီစာကိုလက်နဲ့ကန်လာတာကိုလို့တန်ဒီကပြန်ပြေတယ်။ဒါဆိုငါအဲ့တော့တော့လုံးဝရှင်းသွားပြီ။ဒန်ကလာကမင်းကိုအဲ့ဒီစာနဲ့အတူတွေ့သွားတာဖြစ်ရမယ်။နိုင်ငံတော်ဥပဒေအရာရှိထံပို့တဲ့ဆွတ်စည်းခြင်းနဲ့ပတ်သက်ပြီးသူ့ရဲ့လုံဆောင်ချက်တစုံတရာပါလိမ့်မယ်။အကယ်၍မင်းကသူ့ကိုအစကတည်းကတန်တရာမဝင်ခဲ့ဘူးဆိုရင်တော့မင်းဟာမင်းမအလွန်တရာကောင်းမြတ်တဲ့နှလုံးသားနဲ့ယုံကြည်လွတ်တတ်တဲ့သဘောတဘာဝရှိသူဖြစ်ရမယ်လို့ဖရာယာကပြောလိုက်တယ်။အိုးဒီက ကဟာတော်တော်ဆိုးတဲ့လူဆိုးပဲလို့ဒန်ဒီကရည်ရွယ်လိုက်မိတယ်။ကဲမာစီတီကိုမင်းလဲထပ်ဖို့ကိစ္စရောဘလို့လဲ။အဲ့ဒီကိစ္စကိုဟန်တာဖို့စိတ်ဝင်စားတဲ့သူတယောက်ယောက်ရရှိသလားလို့ပရယာကဆက်ပြီးမိတယ်။အေး၊သူမရဲ့မောင်ဝမ်းခွေးဖာနန်၊သူမရဲ့သူမကိုကြိုက်နေတယ်။ဒါပေမဲ့စာတင်းမှာဖော်ပြတဲ့ကိစ္စတွေကိုသူဘာမှမသိဘူး။အခုတော့ကျွန်တော်တေချာသွားပြီ။ဒီစာကိုဒန်ဂလာတယောက်တည်းရေးတာဖြစ်နိုင်တယ်လို့ဒန်ဒီကပြန်ပြေတယ်။ဒါပေမဲ့ဒန်ဂလာကဖာနန်ကိုတည်သလားလို့ဘုံတို့ကြီးကမေးလိုက်တယ်။ဟဲ့အဲ ေးဟုတ်တယ်တီးတာပေါ့အခုမှတတိရတယ်ဘာလို့တတိရတာလဲကျွန်တော်အိမ်နီးနာချင်းဒီဂရောင်းနဲ့အတူသူတို့နှစ်ယောက်လုံးအတူအတူထိုင်နေတာကိုကျွန်တော်တွေ့ခဲ့တာပဲလာရက်ဆက်ဟိုတယ်စားတော့ဆန်ပြီးကြောက်ပြခင်းထားတဲ့ကွလတ်မှာ မာစီကိုကျွန်တော်ရောက်တဲ့နေ့ရောက်တဲ့နေ့ပဲပေါ့ကျွန်တော်မာစီရင်းနဲ့6လေးထွက်တုန်းကလေအရင်ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှမစဉ်းစားမိခဲ့ဘူးဒါပေမဲ့သူတို့စပွဲရှိကကလောင်တန်တွေရဲ့မင်းရဲ့စက်ခုစာရွက်တွေရှိနေတယ်တကယ်ပါပဲလုံးဝချင်းသွားပြီမင်းကျင်납ပြီလားလို့ဘုန်းတော်ကြီးဖရာကမေးလိုက်တယ် အိုဟုတ်ကဲ့အခုဆိုရင်အားလုံးကိုကျွန်တော်သဘောပေါက်တော့ပါပြီလို့တန်နီယာပြန်ပြောလိုက်တယ်။ဒါပေမဲ့အခုဒီကျွန်တော်သိချင်တာလည်းရှိသေးတယ်ဗျ။ကျွန်တော်ကိုအမှုစစ်စေစီရင်ခြင်းမရှိဘဲဘလို့လုပ်ပြီးထောင်ထဲကြားခံစီရတာလေခင်ဗျာဆိုတာပါပဲ။ဒါကတခြားတခြားကိစ္စရတစ်ခုလို့ဘုန်းတော်ကြီးကပြောလိုက်တယ်။မင်းကကိုပြောပြတော့မင်းကိုမီးခွန်းတဲ့မင်းမြန်တာကနိုင်ငံတော်ဥပဒေအရရှေ့ချုံမဟုတ် ဟုတ်ဘူးအသက်20ခန်းနဲ့လောက်ရှိသေးတဲ့သူ့ရလက်ထောက်ဆို သူကတိတ်ကိုရိမ်းမှန်းချက်ကြီးလွမ်းတာလေးဖြစ်ကောင်းဖြစ်မှာပေါ့သူကမင်းကိုဘလို့ဆက်ဆံတယ်လဲ သူကကျွန်တော့အဖို့တိတ်ခေါ်ချင်တာခမညာဒါပေမဲ့စစ်မင်းနေစဉ်အတွင်းမှာသူ့ရဲ့အမှုအရာတွေပြောင်းလဲသလားဟုတ်ကဲ့အေဗာကျွမ်းမှာပေရီတို့ကျွန်တော်ယူဆောင်ခဲ့ရတဲ့အဆောက်ကိုသူဖတ်တဲ့အခါကျွန်တော်ဒုက္ခအရောက်တော့မှာကိုတွေးပြီးသူစိုးရင်သွားသလိုပဲမင်းရောက်မဲ့ဒုက္ခဟုတ်လားမင်းရဲ့ကံမကောင်းအကြောင်းမလားမဲ့ဖြစ်ရတဲ့အတွက်သူကစိုးရင်သူကရောက်တယ်ဆိုတာမင်းသိချရဲ့လားလို့ပရာယာကမေးလိုက်တယ်။ဘာဖြစ်လို့လဲဟုတ်ပါတယ်ဗျာလို့ဒန်ဒီယာဖြစ်လိုက်တယ်။သူကစာကိုမီးရှို့ပြီးတော့ကျွန်တော်ကိုကူညီလိုကြောင်းတက်တေပြခဲ့သေးတာ ာပဲစာအုပ်မီးရှို့တာရောတေချာရက်လားကျွန်တော်မျက်စိရှိမောက်မာတဲ့မီးရှို့တာဗျာကျွန်တော်ကိုဒုက္ခပေးမဲ့တခုတွေလို့တက်တွေကိုသူဖျက်ဆီးလိုက်ပြီလို့ပြောရဲမီးရှို့တာဒီအပြုတ်မူဟာတဘာဝကြဖို့အတွက် ကျင်နာလွန်အကြီးနေတယ် ဒီစာကိုဖျက်ဆီးခြင်းအပြင်သူ့ကိုယ်တိုင်အတွက်ရောအကျိုးအမြတ်တစုံတရာရှိနိုင်လိမ့်မယ်ဆိုတာအမေမတွေးမိဘူးလားဒီစာနဲ့ပတ်သက်ပြီးဘသူ့ဘောမှမပြောဖို့ဘသူဘယ်တော့မှမပြောဖို့ကိုလည်း तू ကကျွန်တော်ကိုဂတိပြုတယ်အပေါ်မှာလိမ့်မှုထားတဲ့ပုံကိုယ်ရဲ့အမိကိုလည်းဘာအကြောင်းနဲ့မှမပြောဖို့ကျွန်တော်ကိုဂတိပြုစေတယ်အဲ့ဒီနာမည်ကိုကျွန်တော်ကောင်းကောင်းသတိရတာပေါ့နိုင်တီးရတယ်လို့ဒန်နီလာပြောလိုက်တယ်နိုင်တီးရလို့ तू က ူ့စကားနောက်ကိုတန်ရောင်လိုက်ပြီးတော့ဖရိုင်ယာကထပ်ပြလိုက်တဲ့နွိုက်ထီးယာအီတလီနိုင်ငံမှာတော့ငါအဲ့ဒီနာမည်နဲ့ပြင်သစ်တန်တမန်တယောက်ကိုငါသိခဲ့ဘူးတဲ့ပြင်သစ်သုံးလှရဲ့မတိုင်မီကသူဟာဆွေကြီးမျိုးကြီးတွေကပဲအဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့နာမည်ကို ပြောင်းလိုက်တဲ့လက်ထောက်ဥပဒေအရာရှိရဲ့နာမည်ကိုမင်းမှတ်မိလား ုတ်ကဲ့မှတ်မိတာပေါ့ဘီလီဖို့တယ်လို့ဒန်နီယာပြန်ပြောလိုက်တယ်ဖရာယာကဟားတိုက်ပြီးမိုးလိုက်တယ်ဘာမှအံ့ဩစရာမရှိဘူးဟဲ့ဒီသူတို့ကောင်းကြီးမင်းရဲ့စာကိုဖျက်ဆီးတာရောမင်းရဲ့ကောင်းကျိုးအတွက်နိုင်တီးယားဆိုတဲ့နာမည်ကိုဘယ်သူမှမပြောဖို့မင်းကိုမှားတာရောအဲ့ဒီနိုင်တီးယားဆိုတာဘယ်သူလဲလို့မင်းသိရလားအဲ့ဒါသူ့ရဲ့အဖေအရင်လေနိုင်တီးယား DVD ဖို့တဲ့